မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနေ့ပါယေရှုတော်အားဖြင့်ကျွန်တော်တို့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက် စာလံကျမ်းခန်းကြီး38အပိုင်းငယ်18ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကိုယ်ဖြစ်ကို ဖော်ပြပါ၏ပြမမိသောကြောင့်စိတ်ပူပန်ခြင်းရှိပါ၏ ီနှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာဆာလန်ဆီယာကြီးရဲ့အဖြစ်ကိုဝန်ချတောင်းပန်ခြင်းအကြောင်းကို တွေ့ရပါတယ်။တခါလုံးကိုဖတ်ကြည့်မယ်ဆိုရင်သူလုပ်ခဲ့တဲ့အဖြစ်တွေကသူ့ကိုဘယ်လောက်တောင်းပူပန်စေတယ်လဲဆိုတာကိုတွေ့ရပါတယ်။အဲ့တော့အဖြစ်လုံးမိတဲ့သူရဲ့အသက်တာမှာအဲ့ဒီအဖြစ်ရဲ့အဖို့ခါကိုခံစားရတာအမှန်ပဲဖြစ်ပါတယ်။ကိုလုပ်ခဲ့တဲ့အဖြစ်တွေက ကိုကိုအရေးလိုလိုက်ပြီးတော့မှကိုကိုပူပန်စေတယ်ဝမ်းနည်းစေတယ် အမင်္ဂလာဖြစ်စေပါတယ်။ဒါကြောင့်မလို့ဒီအပြစ်ကြောင့်ဖြစ်ပေါ်လာတဲ့အမင်္ဂလာတွေနဲ့ပူပန်မှုတွေကနေလွတ်မြောက်ချင်ရင်တော့ကိုယ့်အပြစ်ကိုဖော်ပြတောင်းပန်ဖို့လိုတယ်ဆိုတာကိုတွေ့ရပါတယ်။စိတ်ပူပန်ခြင်းဆိုတာကကိုယ့်အပြစ်ကြောင့်ဖြစ်ပေါ်လာတဲ့ပူပန်မှုမျိုးဆိုရင် ကောင်းပါတယ်။တချို့တွေက အပြစ်လုပ်တယ်၊အမှားတွေလုပ်တယ်။အဲ့ဒီအတွက်ဖြစ်လာတဲ့အကျိုးဆက်တွေကိုလုံးဝမတွက်ဘူး၊ပူပန်မှုလည်းမရှိဘူး။ စိုးရင်ကြောင်းကြမှုလည်းမရှိဘူးပေါ်ပေါ်တင်တင်မျက်နာပြောင်ပြောင်နဲ့အမားတွေကိုစက်တိုက်လုံနေတယ်ဆိုရင်တော့အဲ့လိုမျိုးလူမျိုးဟာအော်တပါစိတ်တန်ပူခတ်ပြီးလို့ပြောလို့ရပါတယ်တနည်းအားဖြင့်ပြောရရင်အပြစ်ကို ထက်ခါတလဲလဲလှုပ်ရင်းကနေသူ့ရဲ့အော်တပါကအလုံးမလုံးတော့ပဲနဲ့အဲ့ဒီအပြစ်လှုပ်ရခြင်းကိုပျော်မွေ့ပြီးတော့အမားကို အမှန်ထင်နေတဲ့အသက်တာဖြစ်သွားတယ်ဆိုတာကို တွေ့ရပါတယ်အဲ့လိုလူမျိုးတွေအတွက်ကတော့ အပြစ်ကြောင့်တောင်းပန်တယ်ဆိုတာရှိမှာတော့မဟုတ်တော့ဘူးလို့ဒီလိုနားလည်ရပါတယ်။တခါတလေကိုလှုပ်ခဲ့တဲ့အမှားတွေကြောင့်စိတ်မလုံးမကြုံဖြစ်ပြီးတော့အော်တပါစိတ်မကြည်လို့ငါအမှားလုံးမိပြီဆိုတဲ့စိတ်နဲ့ပူပန်ရင်တော့အဲ့ဒီအပြစ်ကိုဝင်ချတောင်းပန်ပြီးဘုရားရှိတိုးဝင်မှာအမှန်ပဲဖြစ်ပါတယ်။အဲ့တော့လူနှမျိုးနှစားရှိပါတယ်။တစ်မျိုးကတော့အပြစ်ကြောင့်စိတ်ပူပန်ပြီးတော့မှဘုရားကို တောင်းပန်တဲ့အဖွဲနဲ့နောက်တစ်မျိုးကတော့ အပြစ်ကိုပေါ်ပေါ်တင်တင် မျက်နာပြောင်ပြောင်ကျူးလွန်ပြီးတော့မှဘာမှမခံစားရဘာမှမဖြစ်နေတဲ့လူစားမျိုးဖြစ်ပါတယ်အဲ့လိုမျိုးအပြစ်ကို တောင်းပန်ဖို့စိတ်ကူးမရှိ စိတ်နှလုံးခိုင်မာပြီးတော့မှ အော်တပတ်တည်သွားတဲ့သူရဲ့အသက်တာကတော့အင်မတန်ဆိုးတယ်လို့နားလည်သိရှိဖို့လိုပါတယ်ဘုရားသခင်ကတော့ကို့အပြစ်တို့ကိုပေါ်ပြတောင်းပန်ရင်းငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းပြောင်းမတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏လို့ပြောပါတယ်ကျွန်တော်တို့တောင်းပန်ရင်ဘုရားသခင်က ခွင့်လွှတ်မှာဖြစ်ပါတယ်ခွင့်လွှတ်ဖို့လည်းဘုရားသခင်ကယေရှုခရစ်တော်အားဖြင့်ဂတိထားပြီးသားဖြစ်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကဘုရားသခင်ကို တောင်းပန်စရာမလိုတဲ့သူတယောက်လို့အသက်ရှင်နေရင်တော့သူဟာ အပြစ်ကြောင့်ပူပန်စိတ်မရှိဘူးလို့ဒီလိုယူဆလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ကဘုရားသခင်ရှေ့မှာဝင်ချတောင်းပန်တယ်ဆိုတာကဘုရားသခင်ကို ကျွန်တော်တို့ကယူသားစွာ တိုးဝင်ချင်းကပ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လူတစ်ယောက်ကကိုယ့်အပြစ်ကိုဝင်ချတောင်းပန်တယ်ဆိုတာဘုရားသခင်ရှေ့မှာရှင်းလင်းတဲ့သဘောအော်တပါစိတ်မှန်ကန်တဲ့သဘောကို ပြသပြီးယူသားမှုကိုယူဆောင်လာခြင်းပဲဖြစ်ပါတယ်။ ဘုရားသခင်ကအရာအလုံးသိပြီးသားဘုရားသခင်ကမြင်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုလိန်ညာမနေပဲရူးရူးသားသားလေးဝန်ခံခြင်းကဘုရားနှစ်သက်တဲ့နှလုံးသားဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိဘညီကိုမောင်နှမတို့ကိုယ်လုတ်ခဲ့တဲ့အမားတွေကကိုယ့်ကိုပူပန်စေသလားဒါမှမဟုတ်ရင်လည်းဘလို့မှမခံစားရဘဲနေသလားကိုကိုကိုပြန်လဲစမ်းစစ်ဖို့လိုပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရုတ်ကိုဂျေဆုတင်ပါတယ် ီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကို စကားပြောလို့ကျေးဇူးတင်ပါတယ်ကိုတော်ကောင်းချီးပေး၍လမ်းပြတော်မူပါကိုအပြစ်ကို ဝန်ချတောင်းပန်ပါတယ်မှားမိခဲ့တဲ့အရာတွေအတွက်ပူပန်တဲ့စိတ်ရှိပါတယ်ကိုတော်ဖျားကျွန်တော်ရဲ့အသက်တာကိုတန့်ရှင်းစေတော်မူပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့ခွင့်လွှတ်ခြင်းကိုခံစားရသောသူများဖြစ်စေပါသခင်ယေရှု နာမ၌တနေ့တာကိုဆက်ကဆုတောင်းပါ၏ Amen.